မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မက်စလာ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ အရခတက်တော်အေအေကစစ်တွေနဲ့ကြောက်ဖြူမြို့မှာရှိတဲ့စစ်တပ်စခန်းများတပ်ရင်းများကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခတ်လျက်ရှိအောင်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ဘက်ကလည်းမြို့အနီးအနားပတ်ဝန်းကျင်များကိုပါလေကြောင်းလက်နက်ကြီးများနဲ့ဒရုန်းများကိုအသုံးပြုပြီးတော့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်ဖေဖော်ဝါရီလကစတင်ပြီးတော့အေအေကစစ်တွေနဲ့ကြောက်ဖြူမြို့မှာရှိတဲ့စစ်တပ်စခန်းများတပ်ရင်းများကိုထိုးစစ်ဆင်တိုက်ခတ်နေရမက်လာ22ရက်နေ့အထိတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်။စစ်တွေမှာဆိုရင်အေအေတွေမြို့အနားကိုမကတ်လာ နိုင်အောင်လို့စစ်ကောင်စီကမြို့ရဲ့ပတ်ချာလဲကိုပိတ်ခတ်နေတဲ့အနေထားပါအေကလည်းလက်နက်ကြီးတွေအားသုံးပြီးတော့ပြန်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေပါတယ်စစ်တပ်ဘက်ကမြေပြင်စစ်ကြောင်းမထိုးနိုင်တော့ဘူးအေအေတက်မလာနိုင်အောင်လို့ကာပစ်နေရတဲ့အနေထားပါလို့စစ်ရေးသတင်းရေးမြစ်ကပြောပြထားပါတယ်တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာစစ်တွေမြို့နယ်ဆက်ဆက်နေတယ်ပုံနာကျွမြို့နယ်ကြောဆန်ရွာနဲ့ပေါတော်မြို့နယ်တဲခုံရွာတို့ကိုစစ်ကောင်စီကမက်စလာ22ရက်နေ့မနက်ပိုင်းမှာလေကြောင်းကနေဘုံကျခဲ့တယ်လို့သိရပါတယ်လူထိခိုက်မှုမရှိတော့လဲအဆောက်အအုံတချို့ပျက်စီးခဲ့တယ်လို့ပြောပါတယ် စစ်တပ်ဘက်ကနေပြီးတော့လေးဘက်လေးတန်းအပိတ်ခံထားရတယ်ဆိုပြီးယူဆပြီးတော့သူတို့ဘက်ကရမ်းပစ်နေတာအေအေကပင်လယ်ဘက်ကပဲတက်လာမလားကုန်းဘော်ကနေပဲဝင်လာမလားဆိုပြီးတော့သူတို့ကကြောက်ရွံ့စိုးရိမ်နေကြတာလို့ဒေသခံတို့ကပြောပြထားပါတယ်စစ်တွေနဲ့ပုံနာကျောင်းမြို့ချာဝါဘူချေးရွာမှာအပြာလာတိုက်ခတ်မှုတိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်တပ်ကလေးချောင်းနဲ့လက်နက်ကြီးများအုံပြုပြီးတော့တိုက်ခိုက်နေတယ်လို့အေအေရဲ့ပြောရေးဆိုခွင့်ရှိသူဥခန်ဒုခကမက်စလာ20ရက်နေမှာပြောကြားထားပါတယ်ကြောက်ဖြူမြို့နယ်မှာလည်းဒညဝတီရေတပ်စခန်းနဲ့ဆက်ဆက်နေတဲ့ချေးရွာများမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေ နေကြောင်း AA ရဲ့ပြောခွင့်ရပုံကဆက်လက်ပြောဆိုထားပါတယ်ကြောက်ဖြူမျိုးနဲ့ကဒေသခံတအုပ်ကလည်းဓမြဝတီရေတပ်စခန်းနဲ့ရဲတပ်ရင်း32ခုကိုဥတီတဲ့ AA ရဲ့ထိုးစစ်ဟာဆက်လက်ပြင်းထန်နေပြီးတော့စစ်တွေတိုက်ပွဲလိုမျိုးပဲစစ်ကောင်စီက drone တွေလက်နက်ကြီးများနဲ့ခုခံပြီးတော့တိုက်ခိုက်နေတယ်လို့ပြောပြထားပါတယ်ကြောက်ဖြူမျိုးမှာတရုတ်နိုင်ငံပိုင် CITIC Group Company နဲ့မြန်မာအကောင့်ထဲပေါ်ဆောင်နေတဲ့အထူးစီးပွားရေးဆောင်တဲ့ရင်းနှီးစိတ်ကန်းစီမံကိန်းရှိပြီးတော့အဲ့ဒီနေရာများမှာတရုတ်လုံခြုံရေးတပ်ဖွဲ့များကလုံခြုံရေးယူထားကြောင်း ဒေသခံတချို့ကပြောပါတယ်တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တချို့လေကြောင်းကနေထပ်မံရောက်ရှိလာတယ်လို့သိရပါတယ်စစ်တွေမျိုးမှာလည်းအိန္ဒိယအစိုးရကရင်းနှီးမြှုပ်နှံထားတဲ့ကလတန်ရေနဲ့စိတ်ကန်းစီမံကိန်းရှိတယ်လို့သိရပါတယ်အေအေဟာ ရခိုင်ပြည်နယ်မှာကြောက်ဖြူစစ်တွေနဲ့မန်အောင်မြို့နယ်ကလွဲပြီးတော့ကျန်တဲ့မြို့နယ်14မြို့နယ်ကိုပိတ်ပိုက်ထိန်းချုပ်ထားတယ်လို့သိရပါဗျ။လက်ရှိမှာမန်အောင်မြို့ကိုလည်းစစ်ရေးမဖော်ဆောင်သေးပဲကြောက်ဖြူနဲ့စစ်တွေမြို့ကိုသာဥတီပြီးတော့တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်တွေနဲ့ကြောက်ဖြူမြို့ကစစ်ကောင်စီစခန်းများကိုအေးအေးမတိုက်ခိုက်မီလက်နက်ချကြရန်အေးကဖမ်းဆီးထားတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခတိုင်းဦးစီးချုပ်ဘုံမှုချုပ်ကျော်ကျော်တန်းက2024ခုနှစ်ဒီဇင်ဘာလမှာတိုက်တွန်းခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန်မိုးကောင်းလမ်းပိုင်းမှာရှိတဲ့လုံမရာချင်းရွာအနီးမှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့ဟာမက်စလာ၂၂ရက်နေ့ညနေပိုင်းကစပြီးတော့တိုက်ပွဲတွေပြင်းထန်နေပြီးတော့ညပိုင်းအထိကိုစစ်ရေးတင်းမာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖားကန်မြို့ကိုမရောက်မီ၆မိုင်ခန့်အကွာ ဖားကန့်မိုးကောင်းလမ်းမိုက်မှာရှိတယ်လုံမရာကြီးပါအနီးမှာညနေ6နာရီခန့်ကစတင်ပြီးတော့တိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်တယ်လို့စီရေးသတင်းရေးမြစ်က ပြောပါတယ်လုံခင်းလေပြင်းဂိတ်ကစစ်ကောင်စီတပ်တွေကို KI ကတိုက်နေတာစီရေးအခြေအနေတွေတင်းမာနေတယ်လို့ KI ရဲ့သတင်းရေးမြစ်ကပြောပါတယ်စစ်ကောင်စီရှမ်းနေတဲ့ SN တွေနဲ့ပြည်သူ့စစ်အဖွဲ့များကအဲ့ဒီလမ်းမိုက်မှာရှိတဲ့လဝါရွာနဲ့ဒုံဘုံခကြီးပါတို့မှာတပ်ဆွဲလိုက်တယ်လို့ဒေသခံတို့ကပြောပါတယ်ရှမ်းနေတဲ့ပြည်သူ့စစ်တွေကိုရဟရင်နဲ့လာပို့တာညနေ6နာရီအထိလေကြောင်းပြန်တမ်းမှုတွေရှိတယ်။ KI ဘက်ကလည်းစီရေးပြင်ထားပြီး ီးပြီလို့အဲ့ဒီဒေသခံကပြောပြထားပါဗျ။တချိန်တည်းမှာပဲဖားကမြို့နယ်အတွင်းမှာစစ်ရေးတင်းမာလာနိုင်တဲ့သတင်းများကြောင့်22ရက်နေ့ညပိုင်းမှာကြောက်တူးဖော်ရေးလုပ်ငန်းများရပ်တန့်သွားတယ်လို့ဒေသခံတို့ကပြောပါဗျ။ဒါအပြင်ဝိုင်းမော်မြို့မှာလည်းစစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်လို့ဒေသခံများကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့ပေါ်မှာစစ်ကောင်စီအုပ်စုနဲ့တီတာကျုံမုံဦးဆောင်တဲ့ပြူစောတိအဖွဲ့တွေကအမျိုးသမီးတွေကိုစစ်တင်တန်းစပေးနေပြီဖြစ်တယ်လို့အဲ့ဒီစစ်တင်တန်းပေးနေတဲ့အမျိုးသမီးတင်တန်းသားအစ်တွေအတွက်ယူနီဖောင်းဝတ်စုံဘုံနဲ့အထွေထွေအသုံးစရိတ်တွေအတွက်အလူခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြင်းညာမြို့ပေါ်မှာစစ်ကောင်စီအုပ်စုကအမျိုးသမီးအယောက်20ကိုပထမအကြိမ်ဖြစ်နေပြီးခဲ့တဲ့ဖေဖော်ဝါရီလကစတင်ပြီးတော့စစ်တင်တန်းတွေပေးနေတာဖြစ်တယ်လို့တင်တန်းသားအစ်တွေအတွက်ပါအလူခံနေတာဖြစ်တယ်လို့မြင်းညာဒေသခံသတင်းရင်းမြစ်က ပြောပါတယ်အမျိုးသမီးတွေကိုပါတင်နန်းပေးနေတာကအရင်တုန်းကတော့မကြဘူးဘူးဗျအလူခံနေဆိုတာကလည်းလှုပ်ရှားနေကြတာပါသူတို့ကပြည်သူတွေစီကနေအများရန်လိုလိုအဲ့လိုပုံစံမျိုးတွေနဲ့နီလန်းမျိုးစုံ ငွေညစ်ပြီးတော့စားနေကြတာလေအဲ့ဒီစင်တင်မပြူစောတိခေါင်းဆောင်တီတာယူမုံဆိုရင်လေအခုဆိုတထေးတောင်ဖြစ်နေပြီမြေခွက်တွေလည်းမနေဘူးဝယ်ထားတာနောက်ပြီးတော့အဲ့လိုအလှခံပြီးပြည်သူတွေကပဲသူတို့ကိုအားပေးနေတယ်လှူဒန်းနေပါတယ်ဆိုပြီးတော့သူတို့အချင်းချင်းကပဲပြန်လှူပြီးတော့ဝါဒဖြန့်နေတာပါတကယ်တမ်းကစစ်ကောင်စီအုပ်စုကလက်နက်ခဲယမ်းတွေကအစအပြည့်အစုံထုတ်ပေးထားပါတယ်လို့မြင်းကြံဒေသခံသတင်းရင်းမြစ်ကပြောပြထားပါတယ်တီတာယူမုံဦးဆောင်တဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောတိတွေကအမျိုးသမီးတွေကိုတင်တန်းပေးပြီးတဲ့နောက်မြို့ပေါ်မှာကင်းဆောင်ခိုင်းတာနဲ့နောက်တန်းမှာတာဝန်ထမ်းဆောင်ခိုင်းတာတွေကိုလုံ ဆောင်ခိုင်းနေတယ်လို့သူကပြောပါတယ်တတိယအခြေမြောက်ပြည်သူစစ်တင်နန်းကိုဒေါ်သေးရာရုံမဦးဆောင်ပြီးတော့ဖွင့်လှစ်သွားမှာဖြစ်ပြီးတော့အမျိုးသား30နဲ့အမျိုးသမီး20ပါဝင်မှာဖြစ်သလိုအမျိုးသမီးပြည်သူစစ်တွေကတက်စိတ်နှစ်စိတ်စာအဖြစ်နဲ့ပထမဆုံးအချိန်ပါဝင်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပြည်သူစစ်တွေနဲ့တင်နန်းသားတွေအတွက်ယူနီဖောင်းဝတ်စုံဘိုးတွေနဲ့အထွေထွေအသုံးစရိတ်တွေအတွက် KP နံပါတ်ကနေတစ်ဆက်လှူဒါန်းနိုင်ပါတယ်ဆိုပြီးတော့ခွက်ခေါက်ဂရောင်းစားပမာအလူခံနေပါတယ်လို့ မြင်းညာမျိုးပေါ်မှာအမျိုးသမီးတွေအပါအဝင်စစ်တင်နှန်းပေးနေတာနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်ကပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကဝါဒဖြန့်ထားတာကိုတွေ့ရပါတယ်စစ်ကောင်စီအုပ်စုနဲ့တီတာယူမုံဦးဆောင်တဲ့ပြူစောဒီအဖွဲ့တွေဟာမြင်းညာနထိုးကြီးနဲ့တောင်သာမြို့နယ်တွေထဲမှာရွာစဉ်ပတ်မွေလူတက်လူရက်မိရှို့တာလမ်းမပေါ်မှာဂိတ်ဖွင့်ပြီးတော့ခီးသွွားပြည်သူတွေစီကနေပြီးတော့ရွှေငွေစတဲ့တံမိုးကြီးပစ္စည်းတွေကိုဓမြတိုက်လူရက်တာတွေကိုမကြခဏလှုပ်ဆောင်နေတာဖြစ်တယ်လို့ဒေသခံတွေနဲ့တော်လန်ရေးသတင်းရင်းမြစ်တွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တကြံမှာလုံခြုံရေးအတွက်ပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့တွေကိုအကြမ်းဖက်စစ်တပ်ကတာဝန်ပေးမှဖြစ်တဲ့အတွက်ယူနီဖောင်းတွေထုတ်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမနေ့ကကြီးမနာမြို့နယ်အမှတ်၃အခြေခံပြည်နာအထက်တန်းကျောင်းမှာဗိုလ်မှူးကြီးတင်ဝင်းက အလုံးကြီးမြင့်နိုင်တဲ့စမ်းကြောင်းမျိုးတွေကပလကဖအဖွဲ့တွေကိုယူနီဖောင်းတွေထုတ်ပေးခဲ့တယ်လို့အုပ်ချုပ်ရေးမှူးနဲ့နှိဆက်သူတယောက်ကပြန်လည်ပြောပြထားပါတယ်။ပလကဖအဖွဲ့တွေကိုစစ်တပ်ကတီးတန့်ထားခြင်းလို့ဝစ်စုံခွဲလိုက်တာပါ။အရင်တော့ကတော့စစ်တပ်ယူနီဖောင်းပဲပေးထားတယ်။တနက်တော့ထုံမပေးသေးဘူး။ကြံလုံးလုံးရေးရောရွေးကောက်ပွဲအတွက်ရောဖြစ်မယ်။ ခရိုင်တော်တော်များများကိုတော့ယူနီဖောင်းတွေထုတ်ပေးပြီးပါပြီလို့ပြောပြထားပါတယ်မက်စလာ14ရက်နေ့ကနေဒီကနေ့အထိစစ်ကောင်စီကရန်ကုန်တိုင်းအတွင်းတွေကတန်လျင်ခရိုင်တွန်တေးခရိုင်အင်းစိန်ခရိုင်နဲ့ကြည်မလိုင်ခရိုင်မှာရှိတဲ့မြို့နယ်16မြို့နယ်မှာယူနီဖောင်းနဲ့စားနပ်ရိက္ခာတွေကိုထောက်ပံ့နေတာဖြစ်တယ်လို့သိရပါတယ်ပလကဖအဖွဲ့တွေဟာစစ်တပ်ရဲနဲ့ပူးပေါင်းပြီးတော့မြို့အဝင်ဂိတ်တွေမှာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုရှာဖွေတာတွေဖမ်းဆီးတာတွေနဲ့ပတ်စံတောင်းတာတွေလည်းရှိနေတယ်လို့တုံးကွာမြို့ကန်တယောက်ကပြောပါတယ်စစ်တပ်ကိုလည်းကြောက်ရရဲကိုလည်းကြောက်ရ အုပ်ချုပ်ရေးအဖွဲ့လည်းကြောက်ရပြည်သူစစ်ကိုလည်းကြောက်ရနေအခုပါလာကဖအဖွဲ့ဝါထတ်တိုးလာတယ်ဒါတော့လက်နဲ့မကန်ရသေးဘူးနော်ပါလာကဖရှိတဲ့မြို့တွေပဲဒီဒုက္ခကိုသိတယ်လို့ပြောပြထားပါတယ်လက်တလုံးမှာရန်ကုန်ကပါလာကဖအဖွဲ့တွေကိုလက်နဲ့ထုံမပေးရသေးပေမဲ့ဘကိုးနဲ့အေအော်ဒီတိုင်းကပါလာကဖအဖွဲ့တွေကိုတော့မက်စလာ၁၀ရက်နေမှာစစ်ကောင်စီကလက်နဲ့တွေထုတ်ပေးခဲ့တယ်လို့သိရပါတယ်ရန်ကုန်တိုင်းမှာမြို့နယ်55မြို့နယ်မြို့22မြို့ရှိပြီးတော့အရင်ကခရိုင်၄ခုပဲရှိရကနေအာနာသိန်းစစ်တပ်က2022ခုနှစ်ဧပြီလ30ရက်နေ့မှာ မှာ14ခရိုင်အထိတိုးချဲ့ဖွဲ့စည်းခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီရဲ့ကာကွယ်ရေးနဲ့တပ်တုတွင်ဝင်ကြီးဌာနကလိုအပ်လျက်ရှိတဲ့ကုန်ပစ္စည်းများကိုတင်သွင်းဝယ်ယူရမှာကုန်ပစ္စည်းဝယ်ယူပေးရတဲ့အဝယ်တော်လုတ်ပိုင်ခွင်းကိုမင်းအောင်လိုက်ရဲ့သားအောင်ပြည့်စုံရဲ့စီးပွားရေးလူယုံမောင်မောင်နိုင်ရဲ့အကိုဖြစ်သူဒေါက်တာမောင်မောင်လက်ကရရှိထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မင်းအောင်လိုက်ရဲ့သားဖြစ်သူအောင်ပြည့်စုံကစီးပွားရေးလူယုံမောင်မောင်နိုင်ကိုမိသားစုကုမ္ပဏီစီးပွားရေးလုပ်ငန်းများအားလုံးမှာ ကိုစားဥဆောင်လုတ်ပိုင်ခွင့်ပေးထားပြီးတော့ဝန်ကြီးဌာနဆိုင်ရာလုတ်ပိုင်ခွင့်များကိုတော့မောင်မောင်နိုင်ရဲ့အကိုဖြစ်သူဒေါက်တာမောင်မောင်လက်ကိုပေးအပ်ထားတယ်လို့သိရပါတယ်။အောင်ပြေဆောင်ရဲ့လူယုံမောင်မောင်နိုင်ကသူ့အကိုမောင်မောင်လက်ကိုစီးပွားရေးလုပ်ငန်းကွန်ရက်တွေနာမည်ခန့်ခိုင်းထားပြီးတော့လှုပ်ဝှက်စွာစီးပွားရေးတွေလုပ်ကန်ဆောင်ရွက်နေပါတယ်။အကျိုးအမြတ်များလာတဲ့အဝေတော်အဖြစ်နဲ့ကာကွယ်ဝင်ကြီးဌာနနဲ့တပ်တုတွင်ဝင်ကြီးဌာနအပါအဝင်အခြားသောအစိုးရဝင်ကြီးဌာနများအထက်နိုင်ငံခြားကုန်ပစ္စည်းများဝယ်ယူခွင့် contract များကိုမောင်မောင်လက်အမိခံပြီးတော့ မောင်မောင်နိုင်ကနောက်ွယ်ကနေစီမံခန့်ခွဲနေပါတယ်လို့ရန်ကုန်စီးပွားရေးအတိုင်းဝိုင်းကအတည်ပြုပြောပြထားပါတယ်မင်းအောင်လိုက်ရဲ့မြေမများကြောင်းတက်နေတဲ့ EMPS International School ကိုလည်းဒေါက်တာမောင်မောင်လက်နဲ့ဇနီးပြည့်သူဒေါက်တာချောစုလိုင်းတို့ကလောက်ကင်လျက်ရှိတယ်လို့သိရပါတယ်အောင်ပြည့်စုံရဲ့စီးပွားရေးလူယုံမောင်မောင်နိုင်မှာညီကိုမောင်နှမ၄ဦးရှိပြီးတော့၎င်းတို့မှာ မောင်မောင်ဦးနဲ့ထွေထွေခင်ခင်မောင်နဲ့ထေးလွင်မောင်မောင်လက်နဲ့ချောစုလိုင်းမောင်မောင်အောင်နဲ့ရှောင်းရမ်းတို့ဖြစ်တယ်လို့သိရပါတယ်၎င်းတို့ရဲ့အခြေပြုမူလစီးပွားရေးကတော့ Lucky Man Company ဖြစ်ပြီးတော့ကားတာယာကားနဲ့ဆက်ဆက်တဲ့ပစ္စည်းများဆိုင်ရာလုပ်ငန်းများကိုလုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပီတော့တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတန်းဂံကောင်းမြို့နယ်နှမ်းခါချေးရွာစေပေကန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာဆရာဝန်ကြီးဒေါက်တာမြဆိုးအောင် ကိုဝင်းဆောင်ဇနီးတဲ့ဒေါခိုင်နှင်းဝင်နဲ့တားငယ်အပါဝင်ပြည်သူ၁၂ဦးတင်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမက်စလာ၂၂ရက်နေ့မနက်၈ :38 မိနစ်အချိန်မှာဂံကောမြို့နယ်နှန်းခါချေးပါစီပီကန်းကိုအကြမ်းဖက်စစ်ကောင်စီရဲ့မိထီလာ၄တပ်ကနေတက်လာတဲ့ Jet Fighter ဒဇီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာစီပီကန်းအတွင်းမှာစေဝါကုသပေးနေတဲ့ကိုဝင်းဆောင်ဇနီးတဲ့ဆရာဝန်ကြီးမိသားစု၃ဦးအပါဝင်စေကမ်းမှာလာရောက်ပြီးတော့ပြသနေတဲ့ ပြည်သူရှင်ဦးစုစုပေါင်းပြည်သူ၁၂ဦးတိုက်ဆုံးက6ဦးတန်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဆရာဝန်ကြီးရဲ့ဇနီးကကိုဝန်ကြီးနဲ့ဆုံးသွားတာပါ။ဆရာဝန်ကြီးရဲ့ကိုဝန်ဆောင်ဇနီးတရဲ့မိသားစုလိုက်3ဦးပဲစေကန်းလာပြတဲ့ပြည်သူကလည်း10ဦးတည်တယ်။အဲ့ဒါကအလောင်းတွေ့ထားတာပဲရှိသေးတယ်။တည်တယ်ထဲမှာကလေးငယ်9ယောက်ပါပါတယ်။ ဒီအရေးအတွက်ထက်မပေါ်ဘူးလို့တော့ပြောလို့မရနိုင်သေးဘူးလို့ရောလင်းနန်းကကိုပါကောင်းကတရင်ပေးဖို့ပြောကြားထားပါတယ်။လေရင်နဲ့ဘုံချဲခံရမှုကြောင့်စေပေကံမိအောင်ပြက်စီးခဲ့ပြီးတော့အနီးနားမှာရှိတဲ့နေအိမ်များလည်းပြိုကျပြက်စီးခဲ့တယ်လို့သိရပါတယ်။နှံခါချီပါကိုအကြပ်ဘက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံချဲတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးအပြစ်မဲ့တဲ့ပြည်သူများကိုရည်ရွယ်ချက်ရှိရှိဘုံချဲတပ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရောဒေတာမှာ2025ခုနှစ်မတ်လအတွင်းကစစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံချဲတိုက်ခိုက်တပ်ဖြတ်မှုကြောင့် ကြံရွာကအပြစ်မဲ့ပြည်သူ၄ဦးမြစ်သားဆယ်ပေါ်၁ဦးထီးလင်းမြို့ပေါ်မှာပြည်သူ၄ဦးနဲ့ယခုခါနှမ်းခါရွာကို၄ချောင်းတိုက်ခိုက်မှုမှာပြည်သူ၁၁ဦးစုစုပေါင်းအပြစ်မဲ့ပြည်သူအယောက်၂၀တေဆုံးကလူဦးရေ၄၀နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ